အရက်ဆိုတာကပေါ်လာတာလေဗျာနော်ဘဝတုဒ္ဒပြည့်တခုပြောအောင်မယ်ဗမာလူမျိုးတွေကဒီဟာကိုအရက်လို့ခေါ်တယ်ဟုတ်တယ်မလားမှန်ပါဗျာထိုင်းနိုင်ငံမှာဟိုတရုတ်ပြည်မှာလာအိုနိုင်ငံမှာလည်းအရက်လို့ခေါ်တယ်ဆိုရင်တော့ဒါဟိုဒီအိန္ဒိယနိုင်ငံမှာလည်းအရက်လို့ခေါ်ရင်ဆိုရယ်ဆိုရင်တော့အာဝေါ်စရာမရှိဘူးပေါ့ဗမာနိုင်ငံနဲ့အဝေးကြီးပဲမိုင်ပေါင်းတစ်ထောင်ကျော်တယ် ပင်လေထဲမှာကျွန်းနိုင်ငံတွေသီရိလင်္ကာနိုင်ငံအဲ့ဒီနိုင်ငံမှာလည်းဒီအရေးကိုအရက်လို့ခေါ်တာပဲဘာစကားလဲဘယ်လိုလို့ပြောင်းသွားတာလဲဘယ်လိုပါဠိစကားလဲမဟုတ်ဘူးเนาะဟုတ်တယ်မလားဘော်ဒါရှိတဲ့နိုင်ငံတွေဆက်ဆက်နေတဲ့နိုင်ငံတွေဒီလိုခေါ်တယ်ဆိုတာတော့အထူးစားမဟုတ်ဘူးဗောတယောက်နဲ့တယောက်သွားလာကူးတန်းနေကြတာဟုတ်တယ်မလားဟိုမှာပင်လေထဲမှာကျွန်းနိုင်ငံတွေဘာမှအဆက်ဆက်မရှိဘူးအဲ့ဒီနိုင်ငံမှာလည်းဒီအရေးကိုအရက်လို့ခေါ်တာပဲအအောင်လို့မဆုံးဘုန်းကြီးတို့ ဘသူတွေအများဘလို့ယူသွားတယ်ပြီးတော့နာမည်ပေးလိုက်ကြတယ်လည်းမပြည့်ဘူးဟုတ်လားနော်စပြီးတော့ပေါ်လာတာလည်းအံဝစရာကောင်းတယ်တဘာဝအဖြစ်တောထဲမှာတစ်ပင်တစ်ခေါင်းကြီးတွေကဒီလိုလေးတွေနေကြတာပေါ့လေဟုတ်လားဒီလိုနေလို့ရှင်တော့ရေတွေပါတွေတင်းစရာမရှိဘူးတချို့တစ်ပင်ကြီးတွေကဒီလိုနေကြတာအဲ့ဒီတစ်ပင်ရဲ့အခွန်အခောက်တွေတဲကိုနဲ့ဒီပါတွေကဟိုကဒီကအစားတောက်တွေစားချီးလာကြစားကြ เนาะမကုံတဲ့ဟာလေးတွေချထားခဲ့ကြဗမာလိုပြောရင်တော့စိတ်ရည်လိုဖြစ်နေရတယ်မှာပေါ့အဲ့ဒီအရေးကဟုတ်တယ်မလားသူတို့စားလာတဲ့ဟာကိုရေငတ်တဲ့ချိန်ကျအဲ့ဒီရေလေးသွားတောက်ကြတာတောက်တော့အကုန်လုံးမူးလေကုန်တာပေါ့မူးလေကုန်တာကိုတောထဲမှာနှက်လိုက်တယ်နှက်ပြစ်တယ်မုတ်ဆိုးတွေကနေတွေ့သွားပြီးတော့စမ်းတောက်ရင်းတယ်ဒီအရက်ဟာကဘာကျောလာတာပါတယ်ဗျာဟုတ်ပြီလားနော် ကဘာကျော်တောက်သုံးဘွယ်ရာဖြစ်လာတော့တာပေါ့အသေးပဲเนาะအဲ့ဒီတော့ကြာလှပြီတဲ့ပေါ်လာတာကြာလှပြီပေါ်လာတာမှတ်ထားเนาะအရက်ဟာခားတယ်ပူတယ်เนาะကျမ်းမာရင်းနဲ့လည်းမကောင်းဘူးဘသူပြောနေနေသူ့မှာဆွဲဆောင်တတ်တယ်အာကတ္တနာတတ္တိဆိုတာ ရှိနေတယ်တိတ်အံ့ဩစရာကောင်းတယ်เนาะခြုံများခြုံတယ်ဆိုရင်တော့ဘလောက်တော်များတောက်လိုက်ကြမလဲတော့မသိဘူးဟုတ်လားเนาะ တလောက်တောင်မှအဝင်ဆိုးတယ်ဆိုတာကိုတောက်တာသူ့မှာဆွဲဆောင်တတ်တဲ့တတိရှိနေတယ်အာဝန်စရာတိတ်ကောင်းနော်သူကဘသူ့မှာဟောလို့တွုံးမထုတ်ဘူးနော်တွုံးမထုတ်ဘူးသူ့ကိုတောက်တဲ့ပုံကိုဒီလိုဆွဲယူတာစာထဲမှာသူ့ရဲ့ဂုံတတိတွေကအာဝန်စရာတိတ်ကောင်းတယ်ဒါကြောင့်မို့လို့နမူနာလေးတွေထုတ်ပြမှာပေါ့ဒါကြောင့်မို့လို့ဘဝပြတ်ခဲ့တဲ့ပုံကိုတွေ အစမ်းလောက်ပဲမိဖြစ်ဆွေပြေးလောက်ပဲဆိုတော့လောကကြီးမှာအပြစ်မတင်ပါဘူးတောက်ကြတာစားကြတာဘဝပြက်လောက်အောင်တောက်တော့တောက်ကြပြီဆိုရင်တော့ဒါမဟုတ်တော့ဘူးမင်္ဂလာတရားတော်လည်းပြက်တယ်အဲ့ဒါမှတ်ထားဒီနေ့အဲ့ဒီ message လေးကိုပေးမှာဟုတ်တယ်မလားနမူနာလေးတွေထုတ်တယ်ပြီးတော့ပြောပြမယ်နော်အစောဆုံးစတွေ့ရတဲ့ဘုန်းကြီးယဟန်နေနဲ့ပတ်သက်တဲ့ဘုန်းကြီးယဟန်နေကိုလည်းဗုဒ္ဓမြတ်စွာဘုရားပြည့်ညတ်ထားခဲ့တယ် သူရာမေရယပါနေပါစိတ်တိယံအယက်သေးစာမတောက်စားရဘူးတောက်စားရင်တော့ဒီအပြစ်တင်နေဆိုပြညာထားတယ်ဘုံကြီးတပါလောကီဇန်နေရတယ်လောကီဇန်လောကီဇန်နေရတယ်သူ့သွားပြင့်နေပြီးတော့ဟိုမှာမဟုတ်တကောင်ပြောရပါစို့သူကတော့အထဲထဲမှာတော့အစိတ်ပြင်းတဲ့ငကားလို့သုံးထားတာအဲ့ဒီဟာကိုနှိမ်နှင်းဖို့တွေအဲ့ဒီပုံကိုသွားပြင့်တာသူကတကယ်ကိုဇန်အဘိညာနေရတယ်လောကီဇန်ဘိညာနေပေါ့နော်အဲ့ဒီမထေရဘူး တွားပြီးတော့နှိမ်နှင်းပေးလိုက်တော့ရွာသူရွာသားတွေကကျင်းနဲ့အားရပြီးတော့အရှင်ဖျားဗာများအလိုရှိတော်မြတ်နော်တပည့်တော်တို့ကနှောက်ရှက်နေတဲ့အဲ့ဒီမွေနကားကိုအရှင်ဖျားရှင်းပေးလိုက်တဲ့အတွက်တပည့်တော်တို့အရှင်ဖျားကိုဗာများကတ်ရမလဲဗာများလှူရမလဲဖျားဆိုဟိုဘုန်းကြီးကတော့ငြိမ့်နေတာပါဘာမှမပြောပါဘူးဘေးကဘုန်းကြီးတွေကဝင်ပြောတာဟာတကားတို့တောက်တယ်မုံလားကွာအဲ့ဒီအရေးတမျိုးလေကာပေါတိကပတန်နာလို့စာထဲမှာတုံးတယ် ခိုးချေအောင်အစင်းရှိတယ်ဗျာအဲ့ဒီအရေးကနော်စေရီလားအရက်လားဆိုတော့ပြောလို့မရအောင်အဲ့ဒါကဘုံကြီးရန်တွေအတွက်လှူတဲ့ပုံကိုရှားတယ်ဆုံးနေကုန်းနေတာလှူနေကြတာအဲ့ဒါရှားအဲ့ဒါအဲ့ဒီအရေးကလှူလိုက်ပေါ့ဗျာဆိုတော့ဘေးကဘုံကြီးတွေကဝင်ပြောတော့အဲ့ဒီဘုံကြီးကြွလာတဲ့အချိန်မှာဟိုအိမ်ကလည်းပဲခုခေတ်စကားနဲ့ပြောတော့ခေါင်ရည်လိုပုံစံမျိုးနေပါပဲအိမ်တိုင်းအိမ်တိုင်းကချင်ပြည်နယ်လို့ဆိုတာခေါင်ရည်လေးတွေရှိတယ်လေဟိုဘုံကြီးကြွလာပြီး ဒီအရေးကိုကတ်ရပရဲဆိုတော့ရွာတဲ့လူတွေကသူတို့အိမ်ရှိကိုဒီခွက်လေးတွေနဲ့အိုးလေးချတာတော့ဘုန်းကြီးကတအိမ်တစ်ခွက်ပေါ့မြည်ဆန်းသွားတာဟိုးရွာပြင်လဲရောက်တော့တခါတဲ့ဂျွန်းစိုက်တဲ့ပြီးတော့ထောထောင်လဲတော့တာပဲထောင်လဲတော့တာပဲဗုဒ္ဓမြတ်စွာကဆုံးခံကြွလာရင်တွေ့တယ်ဗျာတွားတွေ့တာသူဟာဘယ်သူတို့တာဆိုအရှင်သာကတမထေပါဗျာအင်မတန်မှဘုန်းတော်ကြီးတဲ့အရှင်မထေပါပဲ အဲ့ဒီအချိန်မှာအဲ့ဒီမထေရဲ့ယာဒူးကမနေဘူးဗုဒ္ဓမြတ်စွာရဲ့ PA ယာဒူးနော်တကယ်ကိုသူကကိုရည်ယာရှိဗုဒ္ဓမြတ်စွာရဲ့နောက်နာကနေလိုက်နေတဲ့ပုဂ္ဂိုလ်လိုက်နေတဲ့ပုဂ္ဂိုလ်အာဗုဒ္ဓမြတ်စွာဘလို့ဖြစ်ကြတာလဲလို့ပြီးတော့ဒီလိုဒီလိုပါပဲဗျာရွာတွေကအဲ့ဒါလိုဝိုင်းတိုက်ကြတာနဲ့တောက်တဲ့ပြီးတော့ဒီလိုဒီလိုဖြစ်လာတာပါဆိုဗုဒ္ဓမြတ်စွာကဲကဲအသာလေးမင်းတို့မခဲ့ကြဆိုနောက်ကဘုန်းကြီးတွေကလည်းပဲ တပိလေးတွေလွာလွယ်တဲ့ပြီးတော့သူ့ငူးနေတဲ့ဘုံကြီးကိုမချလာတာကြောင်းရောက်တယ်။ကြောင်းရောက်တော့ဗုဒ္ဓမြတ်စွာခေါင်းရင်းကထိုင်းနေတယ်။ဗုဒ္ဓမြတ်စွာဘက်ကခေါင်းလေးပြုတ်တယ်ပြီးတော့သူ့ကိုတိတ်လိုက်တယ်။နော်ငူးနေတော့ခေါင်းကမထူနိုင်တော့အမူးလွန်နေပြီးအိတ်တာနေမှာပေါ့အိတ်တာ။အဲ့ဒါလေးဗုဒ္ဓမြတ်စွာဘက်ခေါင်းပြုတ်ပြီးတော့တိတ်တာကိုလဲတဲ့ပြီးတော့ဗုဒ္ဓမြတ်စွာကိုခြိပေးပြီးတော့သူအိတ်တယ်။ခြိပေးပြီးအိတ်တယ်။ ဗုဒ္ဓမြတ်စွာကသဘောကျသွားတယ်အေးမင်းတို့တွေကြည်ကြအရင်တုန်းကသူကဒီလိုဟုတ်ကြလားเนาะစိတ်တဲ့သူ့စိတ်ထဲမှာဒီအရေကိုမတောက်ခင်ကဒီလိုဟုတ်ရလားမဟုတ်ပါဘူးဗျာအခုအရေတောက်သွားပြီးတော့သူဘလို့ဖြစ်သွားလဲဒီလိုဒီလိုဖြစ်သွားပါတယ်ဗျာမြတ်စွာဘုရားမှသူမသိတော့ဘူးအဃာရဝတဲ့ဗျာအဲ့ဒါမှတ်ထားအရေတောက်တဲ့ပုဂ္ဂိုလ်ကလူကြီးသူကြီးရဲ့လို့သူမသိတော့ဘူးเนาะဘုရားတော်မှသူမသိတော့ဘူးအဲ့လိုဖြစ်တာ ီအရေရဲ့စွာအာကဘလောက်တော်ပြင်းတယ်လဲဆိုတာเนาะမသိတော့ဘူးဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာအေးမင်းတို့တွေမှတ်ထားကြလောကကြီးမှာเนาะငါလိုပုဂ္ဂိုလ်တော်မှသူခြိပေးပြီးတော့အိမ်ညာနေတယ်တာမန်ပုဂ္ဂိုလ်တွေဆိုတာပြောမင်းနေတော့အဲ့ဒါဘာဖြစ်လို့လဲရှင်းတော့ငါဆိုရင်ဒါငါတပည့်ပဲငါနောက်ကနေအမြဲလိုက်နေတဲ့ပုဂ္ဂိုလ်ငါကိုသိယူသိသေးစားတဲ့ပုဂ္ဂိုလ်ပဲအခုဒီလိုဖြစ်သွားပြီဒါပဲဒါပဲမိစ္ဆာပဲအရက်ကြောင့်မို့ဒီလိုဖြစ်တာပဲဗုဒ္ဓမြတ်စွာဘုရား အဲ့ဒါလို့မိနေပြီးတော့သူရာမေတရပါနေပါစိတ်တရားနဲ့မင်းတို့တပြည်ဒါဒီလောက်ကိုလုံးဝမတောက်နဲ့မတောက်နဲ့နော်ငါးပါးတည်တာထဲမှာနောက်ဆုံးကနေထည့်တာအဲ့ဒါကိုရှောင်နိုင်တယ်ဆိုရင်မင်္ဂလာတရားတော်ဖြစ်တယ်တဲ့ဗုဒ္ဓမြတ်စွာဘုရားနော်မစ္ဆပါဏာစတန်ရမောဆိုတာအဲ့ဒါကိုပြောတာပဲအဲ့ဒါကဖရာလက်ထက်ကနမူနာပေါ့ဟုတ်တယ်မလားတဖြည်းဖြည်းနဲ့ညော့လာတယ်ဗမာရှင်ဘုရင်ကြီးရောက်လာပြီနော် အရက်တောက်တဲ့ရှင်ပြင်ကတော့ရှားတော့ရှားပါလေဗမာရှင်ပြင်နေတဲ့မှာတို့တော့နာမည်ကြီးွားတဲ့ပုံကိုရှိတယ်လေဗမာတမိုင်းထဲမှာတပင်ရွှေထီးတဲ့ရာဟုရလေးပါနော်တောင်ငူခက်မှာပေါ်ခဲ့တာတောင်ငူခက်မှာမွေးလာတဲ့ချိန်အမေကမွေးလာတဲ့ချိန်မှာခေါင်းပေါ်မှာရွှေရောင်သပင်လေးတစ်ချောင်းပါလာတာလေဗျာဒါကြောင့်မို့သူ့ကိုတပင်ရွှေထီးလို့နာမည်မှဲ့ခဲ့တာတကယ်ကိုဘုံးတဲ့ယုံနဲ့ပြည့်စုံတဲ့ပုံကိုပဲဘုံးတဲ့ယုံနဲ့ပြည့်စုံတဲ့ပုံကို ဘရင်တော်ဟုတ်တယ်မလားဘရင်တော်မင်းကြီးရဲ့ရောက်ဖတော်တယ်ဘရင်တော်မင်းကြီးကနမ်းမျိုးမဟုတ်ဘူးတပင်ရွှေကြီးကအဖေကမင်းကြီးညိုဆိုတာတောင်ငူမျိုးကိုတီထောင်သွားတဲ့ရှင်မင်းကြီးအမေကတော့အရက်သူပါပဲပဲနွယ်ကုန်းမျိုးရဲ့တကြီးသမီးတဲ့ဗျာခင်ဦးတဲ့အဲ့ဒါမွေးလာတော့ခေါင်းပေါ်မှာရွှေအောင်လေးတပင်ပါလာလို့သူ့ကိုတပင်ရွှေကြီးလို့ခေါ်လာတကယ်ဘုံတဲ့ရုံနဲ့ပြည့်စုံတဲ့တိုက်ပွဲတွေအကြီးကျယ်နိုင်ကုန်လား သို့သောဖောက်ပြန်လာတယ်အဲ့ဒီဟာကိုသွားတယ်ပြီးတော့ကြိုက်သွားတာဗမာလူမျိုးတွေကပုံကိုတွေကတော့သူ့ကိုမတိုက်ရဲပါဘူးမဆွဲရဲပါဘူးเนาะအဲ့ဒီခေတ်ခါကစပြီးတော့ပေါ်တူဂီဆိုတဲ့လူမျိုးတွေကဗမာနိုင်ငံကိုအဝင်ထွက်ရှိနေပြီတဲ့ဗျာအဝင်ထွက်ရှိနေပြီကြားဘူးကြမှာပေါ့နတ်ရှင်တော်တို့ဟုတ်တယ်မလားငရင်ကာတို့ပါလို့ဆိုတဲ့ပုံကိုတွေခေတ်ကလေးကဒီအရှိတောင်အာရှနိုင်ငံတွေကိုပေါ်တူဂီတို့ဒတ်တို့ အင်္ဂလိပ်တို့ဆွဲပုဂ္ဂိုလ်တွေရတော်တော်နှစ်ပေါင်းစော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 တွေရကိုဆိုကြပါစို့15ရာစုလောက်ခဲ့ရကိုသူကထိုးပေါက်တာဆိုတော့သူတို့နဲ့အတူတူပါလာပါလာခုခေတ်စကားနဲ့ပြောရင်တော့ဝိုင်လို့ပြောရတယ်မြင်တယ်သူကအရက်ချိုးလို့ဘာသာပြန်ထားတယ်အဲ့ဒါကိုသွားကတ်တာသွားတိုက်တာပေါ့သွားတိုက်တော့ဆွဲသွားတာပဲတဖြည်းဖြည်းနဲ့နော်အဲ့ဒီပေါ်တူဂီလူမျိုးက အရက်နဲ့လိုက်တဲ့အစားတောက်တွေကိုလည်းအင်မတန်ကျွမ်းကျင်တဲ့ပုံကိုတဲ့ဗျာပုံကိုတဲ့နော်သူကပါလာတာသင်္ဘောသားဘောရတယ်ပါလာတယ်လို့ထင်တယ်ဗမာပြည်ကိုတောင်ကိုရောက်လာဘလောက်တောင်မှတပင်ရွှေကြီးကနောက်ပိုင်းမှာပျက်စီးသွားတယ်ဆိုတော့အဲ့ဒီအရက်ကိုစွဲတယ်အဲ့ဒီပုံကိုချက်ပေးတယ်နော်ခြိုကြပါစို့ကြက်ကြော်တွေဝက်ကြော်တွေအကင်အပေါင်းနေနေမှာဗောအဲ့ဒါကိုအဲ့ဒီလူမျိုးသူတယောက်တည်းလောက်တတ်တယ်ကြံတဲ့ပုံကိုတွေမလောက်တတ်တော့ အဲ့ဒီလူကိုပြန်သွားမှာသူသိဆိုးရင်နဲ့သူ့ရဲ့စတော်ခဲပေါ့ဟုတ်တယ်မလားအရက်ကိုလည်းသူချက်တတ်တယ်တပြက်သီးတွေကနေစပြီးတော့ချက်တော့ဝိုင်းကိုပုံမျိုးထင်ပါတယ်နော်နောက်တကဒီဟင်းနေရာတွေကိုလည်းသူကလုတ်တက်တော့သူပြန်သွားမှာတုတ်ဆိုးရင်တော့မိဘရဲ့ငယ်တယောက်နဲ့ပေးစားပြီးတော့အဲ့ဒီမှာအခြေကျအောင်တောင်ငင်မှာအခြေကျအောင်သူလုတ်တာလေဗျာနောက်ပိုင်းကျတော့ဆိုကြပါစို့အရက်ကိုဂျိုးကတ်တယ်ပြီးတော့ဆွဲသွားတော့ဘာမှကိုတိုင်းရင်ပြေးကို သူလှဲ့မကြည့်တော့ဘူးဘရင်နောင်ဆိုတဲ့ပုဂ္ဂိုလ်ဟာထီယိုနန်းယိုမဟုတ်ဘူးဗမာနိုင်ငံကို ပထမတီထောင်သွားတဲ့ပုဂ္ဂိုလ်စုစည်းပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကအလောင်းပါတော့အနောယထာဟုတ်တယ်မလားပထမဗမာနိုင်ငံကြီးကိုစုစည်းသွားတာအဲ့ဒီအရင်တုန်းကဆိုရင်အင်းဝါကလည်းတမင်းပဲပြေကလည်းတမင်းပဲမွန်နီကလည်းတမင်းပဲဟုတ်တယ်မလားအနောယထာရဲ့လက်ထက်မှာပထမဗမာနိုင်ငံဆိုအနောယထာကတီထောင်တာ ဒုတိယမြန်မာနိုင်ငံကိုတော့အဲ့ဒီဘရင်တော်ကတည်ထောင်တာဘရင်တော်လက်ထက်ဗမာနိုင်ငံကအကျယ်ဆုံးပဲလေဗျာဒီနေ့အချိန်ကမ္ဘောဒီးယားတို့လာအိုတို့ဟော်ဒီထိုင်းနိုင်ငံတို့အဲ့ဒီဗမာထဲမှာပါနေတာဗမာပိုင်တာနော်ဘရင်တော်ကမျိုးရိုးမဟုတ်ဘူးဘလို့ပြောမလို့ဘရင်ဖြစ်လာတာလဲမေးရင်တော့တပင်ရွှေကြီးလေးကိုမွေးတော့နော်မွေးတဲ့အချိန်မှာနှုတ်ဒိမ့်ပေါ်နှုတ်တိုင်မဲ့အမျိုးသမီးကိုရှာရတာ ဆိုကြပါစို့မိဖုရားတွေကအမေတွေကကိုယ်တိုင်သားသမီးတွေကိုနှုတ်တိုက်ပုံမရအောင်ဒါနဲ့နှုတ်တိုက်မဲ့ပုဂ္ဂိုလ်ရွေးတော့အဲ့ဒီဘရင်နောင်ရဲ့အမေနဲ့အဖေကလည်းဘရင်နောင်လေးမွေးပြီးကားစားသူတို့ကလည်းမြောက်ပိုင်းနယ်တွေမှာဆင်းရဲတယ်ဆိုကြပါစို့နော်ဟိုတောင်ငူပေါ့လေသူတို့ကဘကိုးနယ်ဘက်ကထင်တယ်ငါတို့တွေတွေဒီအရမှာတော့လောက်ကန်စားတော့လို့အဆင်မပြေဘူးတောင်ဘက်ကိုရွှေ့ကြအောင်ဆိုပြီးတော့တောင်ငူဘက်ကိုရွှေ့လာမှာ ဝင်ပြီးတော့သူကလည်းပြိုင်တာတဲ့ဗျအဲ့ဒီဘရင်တော်ရဲ့အမေကตาလေးမွေးထားတာကိုဘရင်တော်လေးမွေးထားတော့ဝင်ပြိုင်တော့သူကအရွေးခံလိုက်ရတာအရွေးခံလိုက်ရတော့တပင်ရွှေတီးရဲ့လက်ရလဲဒီဘရင်တော်ကအကိုအရင်ကိုသူကမှတ်တယ်နိုးဆိုဘက်ကိုဗျနော်နိုးဆိုဘက်ဆိုတော့ဘရင်သူ့ရဲ့ဟိုအကိုအရင်မှတ်နေပြီးတော့တက်တက်လုံးဒူဒူနေလာတာကြီးမကိုတော်တော်ပြောယူရတယ်ဟုတ်လားနော်နောက်ပိုင်းကျတော့သူ့ရဲ့အမလားညီမလားတော့စာထဲမှာမကွဲပြားဘူးနော် အဲအမျိုးသမီးတယောက်နဲ့သူ့ရဲ့အမနဲ့ပေးစားလိုက်တာပေါ့လေပေးစားလိုက်တော့သူ့ကိုလည်းဘွယ်ပေးလိုက်တယ်တပင်ရွှေကြီးကရှင်မြင်ဖြစ်တဲ့ချိန်ကျတော့ဘရင်နောင်ကြော်ထင်တော်ရထားတဲ့နော်ဘရင်နောင်ကြော်ထင်တော်ရထားဘွယ်ပေးလိုက်တယ်သို့သောဗမာလူမျိုးတွေကအဖျားဆုတ်တဲ့ဘရင်နောင်ဘရင်နောင်လို့ခေါ်တာနဲ့တက်တလုံးတွင်သွားတာအဲ့ဒါဘရင်နောင်နာမည်ပဲသူ့ဘွယ်မှာနောက်ကကြော်ထင်တော်ရထားပါသေးတယ်တိတယ်နော်ဘရင်နောင်ကနော်သူ့ရဲ့ညီတော်ကဒါတွေဆွဲနေပြီး ဒါမဟုတ်တော့ဘူးဆိုတာသိတယ်ဘလို့မှလည်းဆုံးမလို့မရဘူးချော့ပြောလို့မရချော့ပြောလို့မရနဲ့သူ့ရဲ့ရောက်ဖာလဲတော်တာဘူးဗျနော်ရောက်ဖာလဲတော်တယ်ဘရင်ရဲ့နောင်တော်ဆိုပြီးတော့တရားဝင်အတိမတ်ပြုထားတာဆိုတော့ပြောခွင်လည်းရှိတော့ပြောတယ်ဆုံးမဘလို့မှမရဘူးနောက်ပိုင်းကျတော့လောကကြီးမှာလူသားတွေအတွက်နော်ကြမာငင်းနေဆိုတာအဲ့ဒါမျိုးကိုပြောတာဗျစစ်ထွက်ခါနီးတယ်တဲ့မဖြစ်မနေသွားရမှာစစ်တိုက်သွားမှာ သေချာမှားထားခဲ့တယ်ဟောဒီနန်းတော်ကနေဘယ်မှမထွက်နဲ့နော်ဘယ်မှမခွာနဲ့နော်မှားထားခဲ့တယ်မှားထားခဲ့တယ်နော်ပျက်စီးချိန်တန်တော့သူကထွက်သွားတာရှိသေးတယ်ဒီမှာအမတ်တယောက်ကအကောက်ကြံတဲ့အမတ်လို့ဆိုကြပါစို့ဒီဟုတ်တယ်မလားစစ်တောင်းဘက်မှာတဲ့ဆင်တကောင်ပေါ်နေတယ်ဆင်သွားပြီးတော့ဖမ်းရရအောင်ဝါဒနာပါတယ်လေတောလိုက်တာလေဝါဒနာပြတော့ကဲဆိုတော့ထပြီးတော့လိုက်သွားတယ် အဲ့ဒီမှာပဲလှုပ်ကြံခံရတယ်လှုပ်ကြံခံရတယ်နော်အရက်တွေမူအောင်တောက်တယ်ပြီးတော့ညမှာတလွန်တော်မှာအိတ်နေတာနော်ဟောဒီမှာချွေးစည်းလေးတွေတောင်ကြာလို့ဓာတ်နဲ့ဝင်ခုတ်တာသူ့ရဲ့အဲ့ဒီအိတ်ဖန်ဆောင်လို့တုံးရမှာပေါ့နော်ကိုရံတော်ကပဲဝင်ခုတ်တာခေါင်းကလေတလွန်ပေါ်ကနေလွတ်နေပြီးတော့ဆင်ထွက်သွားတာအောက်ထဲမှာနှစ်ရက်လောက်ကြာတယ်မျက်လောက်မျက်တောင်ခတ်နေတာဘသူမှအနာမကပ်ရဲ့ဘလောက်တောင်ကြောက်ရွံ့ကောင်းလဲဘလောက်တောင် ုံတကူကြီးကြတယ်လို့ဆိုတော့เนาะဘသူမှမကတ်ရဲလို့သူ့ရဲ့ငယ်ဆရာဖြစ်တဲ့ဆရာတော်ကိုတွားပင့်ရတယ်ဆရာတော်ကလိုက်လာပြီးတော့သူ့အစီအမံနေနဲ့ပြုတ်လိုက်မှမျက်လုံးလေး